မင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အောက်တိုဘာလ16ရက်နေ့နေ့လယ်ကင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့မကွေးတိုင်းပခုတ်ကူမြို့နယ်တွင်ရိတ်ခါယူပြီးပြန်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးပြီးတနက်နယ်လက်သိမ်းဆည်းရရှိခဲ့ကြောင်းစောက်တန့်ရေစကြို PDF တပ်ဖွဲ့ဝင်တာဝန်ခံကိုအောင်မောင်ကပြောကြားထားပါရယ် ယမနေ့အော်တိုဘာလ15ရက်နေ့မိုးလွဲ့တနာရီ23မိနစ်အချိန်ပခုတ်ကူမြို့နယ်မြောင်လူကန်ရွာစစ်တပ်ထိုင်းစခန်းမှာစစ်သား20ဦးခန့်ပခုတ်ကူလီရင်ကွင်းမှာရိတ်ခါယူပြန်လာစဉ်ပြည်သူ့ကာကွယ်တပ်ဝင်ဝင်များကကြားဖြတ်တိုက်ခိုက်ရာအပြန်လန်ပစ်ခတ်တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းရင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား6ဦးသေဆုံးပြီး MA1 မျိုးစားတနက်တလက် MAG ပေါက်3ခု G-90 BA94 မျိုးစားတနက်တလက် G ပေါက်2ခု G-45 တောင်းသိရှိရရှိခဲ့ကြောင်းသိရပါတယ်။ ရင်တိုက်ပွဲတွင်လူရင်ကွင်းတွင်ပတ်မှစစ်သားများက Wi-Fi လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကူပေးသည့်အပြင်မြောက်လူကန်ကျေးရွာမှစစ်သားများကလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။မြောက်လူကန်နဲ့လေရင်ကွင်းနဲ့အရှိတ်အဝါနောက်ဖက်ကြားထဲမှာမီတာ600လောက်ပဲဝေးတာရိခါယူပြီးပြန်လာတဲ့အချိန်တိုက်ခိုက်ခဲ့တာဂျန်နဲဆက်ခါရီလေရင်ကွင်းနဲ့ကိုပြန်ဝင်ပြေးသွားတာလေရင်ကွင်းကနေမီတာ300မြောက်လူကန်ကမီတာ300ကြားထဲမှာအလုံးလုတ်ခဲ့ရတာ ကိုနဲ့ပြစ်တဲ့ဇက်ခါတွေကတည်တဲ့ကောင်တည်တယ်ပြေးတဲ့ကောင်ပြေးတယ်လေရင်ခွင်းကလှော်လိုက်မြောက်လူကန်ကထူလိုက်နေလင်ခွင်းကဆိုရင်ပွိုက်ဖိုက်တင်နေပါထူတာကြံနဲ့အလောင်းနဲ့လက်နက်တွေကမြင်နေရတာတက်ကောက်လို့မရဘူးဟုစောက်တန်းရည်တကြို PDF တက်ဖွဲ့ဝင်တာဝန်ခံကိုအောင်မောင်ကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကိုစောက်တန်းရည်တကြိုတပ်ပေါင်းစုကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးဘော်တူလက်ပြင်ကြီးပွားဝင်တန်းရအသက်မဆိုးရင်ရရှိခဲ့ကြောင်းသိရှိရပါတယ် ဆက်လက်ပြီးတော့ဘကိုးတိုင်းပေါင်းတယ်မြို့နယ်တွင်အကြံဖက်စစ်တပ်၏တရားမဝင်တူယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးလှုံ့ဆော်နေသောရေစဲကြီးရွာအုပ်ချုပ်ရေးမှူးဝင်းမြင့်ကိုပြစ်ခတ်တိုက်ခတ်ရာတိစုံခဲ့ကြောင်း3633တက်တရင်စစ်ထောက်လန်ရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါရယ်။အောက်တိုဘာလ23ရက်နေ့ည9:45မိနစ်ခန့်တွင်ပေါင်းတယ်မြို့နယ်ရေစဲကြီးရွာအုပ်ချုပ်ရေးမှူးဝင်းမြင့်ကိုဗျူဟာ21ကိုကဲမှုအောက်ရှိ3633တက်ရင်တက်ခွဲ9ရဲဘော်များက၎င်းနေအိမ်သို့တွားရောက်ပြစ်ခတ်တိုက်ခတ်ရာနေရာတွင်ပွဲချင်းပြီးတိစုံခဲ့ကြောင်းသိရပါရယ်။ ေဆုံးသွားသောအုပ်ချုပ်ရေးမှူးဝန်မြင့်သည့်အကြံဖက်စစ်တပ်အတွက်ကျေးရွာအုပ်စုအတွင်းရှိလူငယ်များကိုစစ်မှုထမ်းစုဆောင်ပေးခြင်းအကြံဖက်စစ်တပ်၏ရွေးကောက်ပွဲကိုတရားမဝင်အတူရောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်လှုံ့ဆော်ပေးနေသူဖြစ်ကြောင်းသိရပါသည်။ထို့သောတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြံဖက်စစ်တပ်ကယင်းနေ့ည7:00နာရီခန့်တွင်ရေးစေကြီးရွာကိုရောက်ရှိလာပြီးနွားချံကုန်းရွာထဲကို drone ဘုံတစ်လုံးနွားချံကုန်းရွာစေပံပေါ်သို့ drone ဘုံနှလုံးကြောက်ရောက်ချေချခဲ့ပြီးရေးစေကြီးရွာထဲမှလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းထို့သောတိုက်ခိုက်မှုတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရဲဘော်များအထူးကမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ အုပ်ချုပ်ရေးမှူးဝင်းမြင့်ကအကြံဖက်စစ်တဲ့အတွက်ကြေးရွာအုပ်စုတွင်မှလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေတရားမဝင်ရေးကောက်ပွဲဖြစ်မြောက်အောင်လှုပ်ဆောင်နေတာတွေကြောင့်တိုက်ခိုက်ခဲ့တာပါဟု363ကျစ်တရင်စစ်ထောင်လင်းရေးတာဝန်ခံရေးဘော်ရှေတို့ကပြောဆိုပါတယ်။ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ပဲခူးတိုင်းလေပဒန်းမြို့နယ်တရချောင်းရွာကိုစစ်ကြောင်းထုတ်လာသည့်အကြံဖက်စစ်တဲ့ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား20ဦးသေဆုံးပြီးဆယ်နှစ်ဦးရှင်မိကလက်နက်စကူလက်သိမ်းဆီးရရှိခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုတွင်ပါဝင်နေသည့်ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ အောက်တိုဘာလ15ရက်နေ့မိုးလဲပိုင်းလက်ပဒန်းမြို့နယ်တရဲချောင်းရွာကိုစစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့ဝင်များကအကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုးတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ20ဦးသေဆုံးက12ဦးရှင်မိခဲ့ပြီးလက်နက်မျိုးစုံ16လက်သိန်းစီရရှိခဲ့ခြင်းဖြစ်ပါသည်။တရဲချောင်းကိုစစ်ကြောင်းထိုးမိရှို့ဖို့လာတဲ့စစ်ခွေးတွေကိုအကြမ်းဖက်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေး20ကောင်တည်ပြီး12ကောင်ရှင်ဖမ်းမိတာပါလေလက်နက်16လက်သိန်းစီရရှိခဲ့တယ်ဟုဒေတာရင်းတော်လိုင်းသတင်းမိကပြောဆိုပါရယ် အဆိုပါတိုက်ခိုက်မှုကိုတရင်383ရနှင့်တက်ခွဲနှင့်တက်ခွဲ3တက်ခွဲ6ရွှေရမ်းမြေဂလုံတက်ခွဲနှင့်တရင်3တို့ကပူးပေါင်းတက်ခတ်ခဲ့ပြီးတိုက်ပွဲဖြစ်စဉ်သေးစိတ်ကိုတရဝင်းသတင်းထုတ်ပြန်ပြီးဖြစ်ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့သကိုင်းတိုင်းသကိုင်းမင်းကုန်းလန်းတွင်စစ်တပ်စစ်ကြောင်းကိုစောင့်ကြည့်တိုက်ခိုက်မှုခလာရတတိချောင်းမှာဗိုလ်ကြီးမင်းထွန်းစိုးပါဝင်စစ်သား၅ဦးသေဆုံးပြီးလက်နက်9လက်သိရှိရရှိခဲ့ကြောင်းယူနီကွန်းပြကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ် အော်တိုဘားလ23ရက်နေ့စကိုင်းမင်းကိုလန်ပေါတော့ကျေးရွာတွင်ပြည်သူများကိုဖမ်းဆီးစစ်ဆေးနေသောအင်အား20ခန့်ပါစစ်တပ်စစ်ကြောင်းကိုယူနီကွန်ပြကြားတပ်ဖွဲ့ကကင်ဘုံဝေးအသစ်ဆောင်ကြိုတက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်ခလာယာ116မှပူဂျီမင်းထိုးဆိုပါဝင်စစ်သား5ဦးမျက်မြင်သိဆုံးခဲ့ကြောင်းအခြားစစ်သား5ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးပြည်သူများထံမှစိုက်ကဲနှင့်ကားများကိုအတင်းလူယူထွက်ပြေးသွားကြောင်းသိရပါသည်စစ်ကွေးတည်စင်းကထပ်တိုးတော့မသိရသေးပါဘူးစစ်ကွေးအရှင်ဖမ်းမိတာမျိုးမရှိပါဘူး စစ်ကွေးတွေကပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုလုပြီးထွက်ပြေးသွားတာသူတို့အတွက်နေရာတိုင်းကမလုံခြုံဘူးဆိုတာကိုပြချင်တာပါဟုယူနီကွန်းပြောကြားတပ်ဖွဲ့ UGF မှတာဝန်ခံကပြောဆိုပါတယ်အဆိုပါစစ်တပ်စစ်တောင်းထံမှ MA1 တနက်တလက် MA3 တနက်3လက် MA5 တနက်တလက်6လုံးပြူတလက်အီနာဂါတလုံးအိုင်ကွန်တခုတင်စီရရှိခဲ့ပြီးဒေါ်လာရေးဘော်တူချဆုံးခဲ့ရကြောင်းပြည်သူများအနေနဲ့စစ်တပ်နှင့်တက်နိုင်သမျှခက်ခဲဝေးတွင်နေထိုင်ကြရရင်ယူနီကွန်းပြောကြားတပ်ဖွဲ့ဝင်ကသတိပေးထားပါသည် ဆက်လက်ပြီးတော့တနိုင်ငံလုံးအပြစ်ခတ်ရစရေးစာချုပ်တွင်လက်မှတ်ထိုးသည့်အဖွဲ့များမပါသည့်တိုင် NCA လုပ်ငန်းရှင်များဆက်သွားမည်ဟုအကြံဖတ်စစ်တပ်၏ပြောခွင့်ရပုဂ္ဂိုလ်အကြံဖတ်စော်မင်းထွန်းကပြောဆိုပါရယ်ယမန်နေ့ NCA စနစ်ပြေခမ်းလာပြီးတွင်စစ်တပ်လက်အောက်ခံဝါရပြက်မီဒီယာများသို့၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါသည် NCA စာချုပ်ကိုစက္ကူစုံဖြစ်သွားပြီဆိုတော့ကြီးညာကြက်ညာတွေ့ရှိရကြောင်း NCA စာချုပ်သည်စက္ကူစုံမဟုတ်ပဲနိုင်ငံတကာအသိတက်တွေများရှေ့မှောက်တွင်လက်မှတ်ရေးထိုးခဲ့သည့်စာချုပ်ဖြစ်ကြောင်းလက်မှတ်ရေးထိုးခဲ့သောဖွဲ့စည်းများရှိနေသည့်ကာလပတ်လုံး NCA စာချုပ်ဆက်လက်တည်ရှိနေပြီဖြစ်ကြောင်းဂျပန်စော်မင်းထုံးကပြောဆိုပါရယ် NCA စာချုပ်သည်နိုင်ငံတကာအသိတက်တွေရဲ့ရှေ့မှာအလုံးက EAO ရဲ့သဘောတူညီချက်နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီအပြင်သူတို့ပြောသလို NCA စာချုပ်ကဆက်ကူဆုံးဖြစ်သွားကြအကြောင်းမရှိပါဘူး။ဒီဘွယ်ကြီးတွေရှိနေတဲ့များကာလပတ်လုံး NCA စာချုပ်သည် NCA ကတိကဝတ်ဆိုတာရှိနေမယ်။ NGA ဆိုတာပြစ်ခတ်တိုက်ခိုက်မှုရစေးရေးဆိုတဲ့ငြိမ်းချမ်းရေးဆိုတာတခုတည်းနဲ့နေမဟုတ်ပါဘူး။သူဒီနိုင်ငံတည်ဆောက်ရေးတိုင်းပြည်တည်ဆောက်ရေးဒီပါပါတဲ့အတွက်ကြောင့်မို့လို့သူတို့လှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေဒီလုပ်ငန်းစဉ်ကဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ကြီးကခုနကကျွန်တော်တို့ပြောလာသလိုမရှိသေးတာထက်ရှိတာဟာပိုကောင်းပါတယ်ဟုအကြံပေးဆောင်မင်းထုံးကပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင်ဆေးရနာတင်ထားခြင်းနှင့်စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်နေခြင်းကြောင့်တနိုင်ငံလုံးအပြစ်ခတ်ရစေရေး NCA စာချုပ်မှရဆိုင်သွားပြီးစက်ကူစုပ်တစ်ခုဖြစ်ရောက်ရှိသွားပြီးဖြစ်ကြောင်းကရင်မျိုးသားအဖွဲ့အစည်းယုံ KNU ချင်းမျိုးသားတပ်ဦး CNF ဗအို PNL ABSDF NMSB နှင့် LDU ဒေါ်လိုင်းတပ်အပါအဝင်တိုင်းဒေသလက်နက်ကိုင်းဖွဲ့စည်း၆ခုကအောက်တိုဘာလ17ရက်နေ့တွင်စုပေါင်းကြေညာခဲ့ပါသည်။ 2021ခုနှစ်ဖေဖော်ဝါရီလဆရာနာသိမ်းမှုသည် NCA စာချုပ်၏အနှစ်သာရအခြေခံများ၏ရည်မှန်းချက်များကိုပြောင်ပြောင်တင်းတင်းဖြည့်ဆည်းလိုက်ခြင်းဖြစ်ပြီး NCA ကောင်တွေပေါ်မှုလုပ်ငန်းစဉ်ကိုလည်းရပ်ဆိုင်းသွားကာဆက်ကူဆုံးဖြစ်သူရောက်ရှိသွားစေကြောင်း NCA စာချုပ်ပေါ်ကျင့်ဝတ်ဆောင်ထွင်းခြင်းမရှိဘဲအချိန်ချင်းချိုးဖောက်ခဲ့သောစေအုပ်စုကပြည်သူလူထုကိုအင်အားသုံးပုံစံမျိုးမျိုးဖြင့်ဖိနှိပ်နှိပ်စက်တပ်ဖြတ်လာခဲ့သည့်တာမကလေကြောင်းတိုက်ခိုက်မှုများပါဝင်ပြည်သူလူထုကို အကြမ်းဖက်တပ်ဖြတ်မှုများနေ့စဉ်ကျူးလွန်လျက်ရှိကြောင်းတိုင်းရင်းသားနှင့်တော်လိုင်းတပ်ဖွဲ့၆ခုကကြေညာခဲ့ပါသည် ဆက်လက်ပြီးတော့နောက်ဆုံးသတင်းကူအနေနဲ့ပဲခူးတိုင်းဗဒောင်မြို့နယ်ရှိစစ်တပ်2.666စခန်းကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနယ်ရီကန်ပြူဟာကုန်းကိုလည်းအပိတက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေကြောင်း AA ကယမန်နေ့ညပိုင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။အော်တိုဘားလာ14ရက်နေ့နနက်9:05မိနစ်ချိန်ပဲခူးတိုင်းဗရောင်မြို့နယ်ပကံကွေးဒေးရွာတောင်ဘက်အနီးတွင်ရှိသောစစ်တပ် E666.0 ကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်၃ရက်ခန့်ကြာ၃ဘက်၃တပ်မှထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင်အဆိုပါ666.0စခန်းကို AA ကသိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါသည်။ AA ကသိမ့်ပတ်ရရှိသွားသော0.666စကန်ကုန်းကိုပတ်ဝန်းကျင်တွင်နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည့်မှာကာလတန်ကြာမြင့်ခဲ့ပြီးဖြစ်တော်လဲအော်တိုဘာလ14ရက်နေ့တွင် AA ကထိုးစစ်ရှင်ကိုမြင့်၍တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းထိုးစကန်ကုန်းကိုသိမ့်ပတ်ခဲ့ခြင်းစစ်သားအလောင်းတို့ချို့လက်နက်ခဲယမ်းများနှင့်စစ်သုံးဆောင်များကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းအဆိုပါထိုးစစ်အတွင် AA စစ်သားတို့ချို့လည်းကြာဆုံးခဲ့ကြောင်းသိရပါသည် အလားတူအေအေကစစ်တပ်၏နေရီကံပြူဟာကုန်းစခန်းကိုအပိသက်သိမ်းပိုက်ရရှိရန်အတွက်အနေငယ်သာလက်ကျန်နေရာများတချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ကစင်ကလေးအထွက်ပြေးနေကြသောစစ်တပ်နှင့်လည်းတချို့နေရာများတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလက်လက်ချအလင်းဝင်လာတော်သူများကိုလည်းစစ်တုံးပန်းဥပဒေနှင့်အညီကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးထားကြောင်းသိရပါသည်။ ။အေအေကဒိမ့်ပတ်ရန်ကြန့်ရှိသောရခိုင်ပြည်နယ်စစ်တွေမျိုးအနီးပတ်ဝန်းကျင်တွင်လည်းလက်နက်ကြီး drone အပြန်လန်တက်ခိုက်မှုများယခုရက်ပိုင်းတွင်မြန်မာလည်းရှိကြောင်းထို့ပြင်အာရခန်၊ပဲခူးတိုင်းအဆက်၊အာရခန်၊မကွေးတိုင်းအဆက်၊အာရခန်၊ AWR တိုင်းအဆက်တို့တွင်စစ်တပ်၏ထိုးစစ်ဆင်မှုများအာရခန်တပ်တော်၏အကောင်းဆုံးခံစစ်များနှင့်အတူတံမြန်ထိုးစစ်ဆင်များကိုဟန်ချက်ညီစွာဆင်နွှဲလျက်ရှိကြောင်းသိရပါသည်။ရင်ပြင်အော်တိုဘာလ15ရက်နေ့မွန်းလွယ်3:55မိနစ်ချိန် AR တိုင်းရေကြီးမြို့နယ်ဆက်ဆက်ယူကြီးရွာအနီးတွင်လည်းတိုက်ပွဲဖြစ်ခဲ့ပြီးတိုက်ပွဲမှာမိနစ်အနည်းငယ်ကြာမြင့်ခဲ့ကြောင်းသိရှိရပါသည်။ ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။